ပညာတတ်အတိုင်းဝိုင်းကဆံဝင်မိဘတွေရဲ့သားဖြစ်ပေမဲ့ထင်မှတ်မထားလောက်သွေးအေးရက်စက်တဲ့လူသက်မှုကိုကျွလွန်ခဲ့တဲ့ Beautyland Hotel အမှုကလူသက်သမားအောင်ခန့်ကျော်စင်ပရိသတ်များလုံးမဲ့မင်္ဂလာပေါင်းမာတပန် page ကနေကြည့်ဆိုလိုက်ပါတယ်။အခုနောက်တလော online ပေါ်မှာ holy ကြော်ကြော်ဖြစ်နေတဲ့လူသက်မှုတွေထဲကတစ်ခုဖြစ်တဲ့ Beautyland Hotel လူသက်မှုမှာတရားခံကိုဖမ်းဆီးမိခဲ့ပြီးဖြစ်ကောင်းတရားခံရဲ့မိသားစုတွေအကြောင်းပါစုံစမ်းရမိခဲ့တာဖြစ်ပါတယ်။ Beautyland Hotel လူသက်မှုကထင်မှတ်မထားလောက်ရက်စက်လွန်လာကြောင်းတရားခံကိုအမြန်ဆုံးဖမ်းမိခြင်းခဲ့တာပေါ့။စိတ်တစဇက်ကောင်းဆက်ဆက်အမျိုးသမီးတရား ောက်ကိုအပိုင်းပိုင်းခုတ်ထစ်တပ်ဖြတ်ပြီးအမိုက်အထဲထဲကဆွန့်ပြစ်တာကတုံယုံလူမလုံနိုင်တာကြောင့်တရားခဏရဲ့အကြောင်းကိုအများစုကစိတ်ဝင်စားခဲ့တာပါစုံစမ်းရမိတဲ့သတင်းတွေအရတော့တရားခဏကအသက်၁၈နှစ်အရွယ်အောင်ခန့်ကျော်စင်ဆိုတဲ့လူငယ်တယောက်ဖြစ်ကောင်အတိုင်းဝိုင်းကလည်းပညာတတ်လူကုန်ထက်အတိုင်းဝိုင်းထက်ကဖြစ်တယ်လို့သိရပါတယ်မိဘတွေကစိတ်တဘောထားပြေးွားတဲ့အထွတ်ကုဆရာဝန်ကြီးတွေဖြစ်ကောင်မိခင်ဆရာဝန်မကြီးကဆိုရင်လူလက်တန်းစားတွေအားကိုးအားထားရတဲ့ဆရာဝန်မကြီးတယောက်ဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်ဒီအမှုကိစ္စမှာအောင်ခန့်ကျော်စင်ရဲ့မိဘတွေကိုတော့အာသင်ငယ် ရပြီးတမျိုးတမျိုးအထင်လွဲတာတွေလည်းရှိလာပါတယ်။ဆရာဝန်ကြီးဇနီးမောင်နှံရဲ့သားဖြစ်ပြီးဒီလိုပညာတတ်အတန်းဝိုင်းကဖြစ်တာတော့ရရန်ဆက်ဆက်လူသက်ရဲတာကတော်ရုံတက်တည်မဟုတ်တာကြောင့်အံအသိရသလိုမိဘရဲ့ဆော့ဆုံးမမှုမရှိဘူးလို့ဆိုပြီးလဲဝေဖန်ပြောဆိုနေကြပါတယ်။တကယ်ကတော့ဆရာဝန်ကြီးဇနီးမောင်နှံကအလုပ်များသူတွေဖြစ်တာကြောင့်သားဖြစ်သူကိုအနေကမဆုံးမနိုင်ပေ။သားနဲ့ကင်းကွာနေကြတာပေါ့။အောက်ခန့်ကျော်စင်ဟာငကိုရဲကလည်းစိတ်ကစိုက်ကိုဖြစ်နေသူဖြစ်ပြီးဂိမ်းလဲအဆော့များသလိုစိတ်တစားဆန်တဲ့လူသက်ကားတွေကိုလည်းအများအားဖြင့်ချစ်ရှုလေးရှိသူဖြစ်ပါတယ်။ အောက်ခန်းကျော်စင်ကြည့်နေကြဇက်ကားတွေကအခုသူတပ်ဖြတ်ခဲ့တယ်လို့ရဲဆက်ဆက်တပ်ဖြတ်တာမျိုးဖြစ်တယ်လို့လည်းသိရပါတယ် ကိန်းအလွန်ကျုံဆော့တာဟော်ရာကကြည်တာလောင်းနေတော့လူသက်မှုကျွလွန်ပေါ်ခက်ခဲပေမယ့်မူရင်းစိတ်ကောကစိတ်ရောဂါဖြစ်နေပြီးအခုလိုကျွလွန်ခဲ့တာလို့လည်းဆိုရမှာပါတချို့ကတော့မိဘတွေရဲ့ဗီဇတွေပါပေါင်နိုင်မလားဆိုပြီးလဲထင်ကြီးပေးကပြောဆိုတာတွေလည်းရှိပါတယ်ဘလို့ပဲဖြစ်ဖြစ်အောင်ခန့်ကျော်စင်ရဲ့လောက်ရက်ကမိဘတွေရဲ့အတွက်တော့ယဉ်ထုမနာဖြစ်စီမှာပါနော်အောင်ခန့်ကျော်စင်ရဲ့အတူအလောင်းဖြောက်ရာမှာကုညီပေးခဲ့တဲ့ချစ်သူကောင်မလေးအေမွန်အောင်ကလည်းအသက်၁၈နှစ်အရွယ်ပဲဖြစ်တာကြောင့်မိဘတွေရဲ့အတွက်လည်းစိတ်မကောင်းဖြစ်စေသလိုနိုင်ငံရဲ့အနာဂတ်အတွက်လည်းယဉ်လေးစရာဖြစ်စေတာပါလက်တလုံး လူတက်မှုတွေရတရခန့်ကအသက်16 18ရွယ်တွေဖြစ်နေတာကြောင့်မိဘတွေအနေနဲ့တာသမီတွေကိုဂရုတစိုက်ပြောထောင်ဖို့လိုအပ်တာလည်းဖြစ်ပါတယ် အောင်ခန်းကျော်စင်ရဲ့အမှုမှာဆိုရင်အသက်16နှစ်နဲ့ချစ်သူကောင်မလေးရှိတယ်လို့ပြည်တစားခေါ်ပြောပါတဲ့အဖြစ်ကလည်းရှိခဲ့ရပါဒီလိုပြောပါပြီးရဲဆက်ဆက်တက်ပြီးတဲ့အချိန်မှာလည်းချစ်သူကောင်မလေးကအလောင်းဖြောက်ဖို့ကူညီပေးခဲ့ပြီးနှစ်ယောက်လုံးအိမ်မအေးဆေးဆေးနေနိုင်တာကတကယ်ကိုသွေးအေးလွမ်းတာဖြစ်ပါတယ်စိုက်ကိုပတ်လုံးလုံးဖြစ်နေတဲ့တာသမီတွေကိုမိဖတွေကဂရုမစိုက်ဖဲအမှုမဲ့အမဲ့မဲ့နေတာကအခုလိုအများသူငါကိုဒုက္ခဖြစ်စေခဲ့တာဖြစ်ပါတယ်အခုတလောလူငယ်တွေကြားထဲမှာခက်ဆားနေတဲ့ဒေါက်ဝတ်တွေ Telegram Channel တွေက လူသားကား group တွေကနေအခုလိုစိတ်တဆဆက်ဆက်တွေဖြစ်လာစေ ေဖို့တွန်းအားပေးသလိုဖြစ်နေခဲ့ပါတယ်။နောက်ထပ်လည်းအောင်ခန့်ကျော်စင်တို့လိုအမှုတစ်ခုဖြစ်တဲ့တက္ကစီသမားဦးလေးကြီးကိုလူရက်တက်ဖြတ်ခဲ့တဲ့အမှုမှာလည်းတရက်ခန်းကြီးကအသက်18နှစ်အရွယ်ကြီးဖြစ်နေတာကြောင့်မိဘတွေအနေနဲ့ကိုယ့်ရဲ့သားသမီးတွေကိုတေချာဂရုတစိုက်ချမှတ်တင်တာပေါ့။ဒီလိုမှမဟုတ်ရင်အခုလိုရင်နာစရာတွေဆက်ဖြစ်လာနိုင်ပြီးတိုင်းပြည်အနာဂတ်ပါထိခိုက်စေနိုင်တယ်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့အောင်ခန့်ကျော်စင်အီမိုအောင်နဲ့အခြားအမှုကလူငယ်တရက်ခန်းကြီးကိုဖမ်းဆီးထိန်းသိမ်းထားကြပြီးဖြစ်ကောင်အများကတော့တည်တံ့ကြောက်ခံစေခြင်းတွေချတာဖြစ်ပါတယ်။ ကြီးရှုနေတဲ့ပိတ်သက်တို့အနေနဲ့ရောဆရာဝန်ကြီးတွေရဲ့တာဖြစ်ပေမဲ့လူသက်မှုကိုရရက်ဆက်ဆက်ကျွလွန်ခဲ့တဲ့အောက်ခန်းကြော်စင်အပေါ်အမြင်လေးတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ